ကစားသမားတဦးကိုသာခေါ်ယူလိုက်နိုင်ရင် နောက်ရာသီမှာအာဆင်နယ်ကလစ်ဗာပူးထက်ဆယ်မက်အသာနဲ့ဖလားရလိမ့်မယ်လို့ပြောဆိုလာတဲ့ဖော်မာဆန်2024-2025ရာသီအတွက်ပရီးမီယာလိချန်ပီယံလူဝေးကြီးရတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီးတော့လစ်ဗာပူးအသင်းကရာမက်အသာစီးနဲ့ရာသီမသိန်းခင်မှာတင်ချန်ပီယံဖြစ်သွားခဲ့ပါတယ်လစ်ဗာပူးအသင်းက တနင်္ဂနွေနေ့ညကစပါအသိန်းကို9ကိုတကူဆိုရဲဂိုပြရလနဲ့အနိုင်ရခဲ့ပြီးတဲ့နောက်မှာသူတို့အတွက်အကျိန်20မြောက်အမပီဖလာကိုရရှိပြီးတော့အင်္ဂလန်ရဲ့အောင်မြင်မှုအရှိဆုံးအသင်းဖြစ်လာပါတယ်။လီဗာပူးအသင်းနေနဲ့အဲ့ဒီပွဲမှာတရီတမတ်လောက်ရယုံနေတဲ့အမပီဖလာကိုရမှာဖြစ်ပေမဲ့လီဗာပူးအသင်းကတော့ ကိုပြတ်နိုင်ပွဲပါရယူသွားခဲ့ပါတယ်။အခုလိုလီဗာပူးအသင်းကဒီယာဒီအထွတ်ချန်ပီယံဖြစ်သွားပြီဖြစ်တာကြောင့်ပရီးမီယာလိဖလားနဲ့ဆယ်စုနှစ်နှစ်ခုကျော်ကြာဝေးကွာနေတဲ့အာဆနယ်အသင်းကတော့၃ယာဒီဇတိုက်ဒုတိယနေရာနဲ့သာချိန်နေရတော့မှာဖြစ်ပါတယ်။အရင်နှစ်ယာဒီမာရုံကအာဆနယ်အသင်းဟာဂွာဒီယိုလာရဲ့မန်စီးတီးအသင်းအနောက်ဒုတိယနေရာမှာရပ်တည်ခဲ့ပြီးတော့ဒီယာဒီမာလည်းဒုတိယနေရာနဲ့သာယာဒီသိမ်းသွားတော့မှာဖြစ်ပါတယ်။ ။ဥရောပမှာတော့အာဆနယ်အသင်းကဒီယာဒီမှာချန်ပီယံလိဆီမီဖိုင်နယ်အထိရောက်ရှိနေတယ်ဆိုပေမဲ့ပြည်ရင်းလိမှာအောင်မြင်မှုမရှိခြင်းကပရိသတ်တို့အတွက်အပြစ်မြင်စရာတစ်ခုလို့တော့ဖြစ်နေပါဗျ။ပရီးမီးယားလိဖလားကကဘာဘော်က ရယူဖို့အခက်ဆုံးဖလားရီထဲမှာပါဝင်ပြီးတော့တရာဒီလုံးအသင်းကခြေစွမ်းတည်ငင်နေမှသာလင်ရဖို့အခွင့်အလမ်းတွေများမှာဖြစ်ပါတယ်။အဲဒီလိုခြေစွမ်းတည်ငင်တဲ့အသင်းဖြစ်ဖို့ဆိုရင်ရှေးလယ်နောက်ပြည်ပြည်စုံတဲ့အသင်းဖြစ်ဖို့လိုပြီးတော့တရာဒီမှာလီဗာပူးကစားသမားတွေကအဲ့ဒါကိုအကောင်းဆုံးဥပမာပြသွားခဲ့ပါတယ်။အာဆနယ်အသင်းကတော့တရာဒီမှာခန်စစ်ကလီဗာပူးထက်တောင်မှ ပေးဂိုးနဲထားရင်ဆိုပေမဲ့တိုက်စစ်ကတော့63ဂိုးသာသွင်းယူထားနိုင်ပြီးတော့လီဗာပူးတိုက်စစ်က ဂိုး80အထိကိုသွင်းယူထားတာလည်းဖြစ်ပါတယ်။အဲဒီအတွက်အာဆနယ်အသင်းနေနဲ့ နောက်ရာသီမှာပိုကောင်းတဲ့ပုံစံနဲ့ Premier League ဖလားကိုစိန်ခေါ်နိုင်ဖို့ဆိုရင်ထိတ်တန်းအည်သွေးရှိရဲ့တိုင်းစစ်မှုတူအုပ်ကိုခေါ်ယူသွားမှရမှာဖြစ်ပါတယ်။အဲဒီနေရာအတွက်ဘသူ့ကိုခေါ်ယူသင့်တယ်လဲဆိုတာအာဆင်နယ်ကစားသမားဟောင်းဖော်မာဆန်ကစဉ်းစားထားပြီးဖြစ်ပြီးတော့အဲဒီကစားသမားကိုသာရလိုက်ရင်အာဆင်နယ်အသင်းကနောက်ရာသီကစားသမား Premier League ဖလားကို Liverpool အသင်းထက်ကိုရမှတ်ဆယ်မက်အကွာနဲ့တောင်ရနိုင်ကြအောင်ပြောဆိုလာတာဖြစ်ပါတယ်။ဖော်မာဆန်ခေါ်ယူစီချင်တဲ့ကစားသမားကတော့တခြားသူမဟုတ်ပါဘူး။ ရှိပရီးမီးယားလိတိုက်စစ်မှုတွေထဲမှာထိတ်တန့်အသင်းကြီးတွေကြားနာမည်ကြီးနေတဲ့နျူကာဆယ်တိုက်စစ်မှုအလက်ဇန်ဒါအီဆက်ဖြစ်ပါတယ်။မာဆန်ကအီဆက်နဲ့ပတ်သက်လို့အခုလိုပဲပြောဆိုထားပါတယ်။အီဆက်ကဒီနေ့မှာအသင်းတချို့စီကနေခံလမ်းမှုတွေရပွဲရှိနေပါတယ်။ဂျိုင်မဲသူအနေနဲ့သူ့နာခက်ကိုမဆုံးဖြတ်ခင်မှာအချိန်တစ်ခုတည်ချာယူပြီးတော့စောင့်ဆိုင်းစဉ်းစားတဲ့နဲ့လို့ကျွန်တော်ထင်ပါတယ်။ နေကဆေးရအောင်ရသည်ချန်ပီယံလိမှာကစားခွင့်ရနိုင်ခြင်းရှိနေပါတယ်ပြီးတော့ဒီရသည်မှာဆူဖလာတလုံးလဲရှာထားပြီးပါပြီသူတို့ကအသင်းကြီးတသင်းဆိုတာကိုလည်းမေ့ထားလို့မရပါဘူး တို့သာချန်ပီယံလိဝင်ခွင့်ရမယ်ဆိုရင်တို့ကဘယ်ကစားမှအထွက်မဆိုပါဝင်ဖို့စိတ်ဝင်စားစရာကောင်းတဲ့ project ဖြစ်နိုင်ပါတယ်။အီဆက်ကိုရိုင်းကလည်းနောက်ရသည့်ချန်ပီယံလိမှာကစားကြလိမ့်မယ်ဆိုတာသိကြပါဗျ။အဲ့ဒါကသူ့ရဲ့အပြောင်းအရွှေ့မှာအဓိကဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့တကယ်လို့သာ Newcastle ကနေသူထွက်မယ်ဆိုရင်တော့ Arsenal ကသူ့အတွက်အကောင်းဆုံးရွေးချယ်စရာဖြစ်နိုင်ပါတယ်။အကယ်လို့သာ Arsenal အသင်းကလည်းသူ့ကိုရလိုက်မယ်ဆိုရင်နောက်ရသည့်မှာတို့တွေက ရမီယာလိဖလားကိုဆယ်မလောက်အတာနဲ့တောင်ရနိုင်ပါတယ်ဆိုပြီးတော့မာဆန်ကပြောဆိုသွားခဲ့ရလေဖြစ်ပါတယ်။အာဆနယ်အသင်းကအီဆက်ကိုလွန်ခဲ့တဲ့၁၂လလုံးလုံးမှာအကြီးအကျယ်စိတ်ဝင်စားခဲ့တဲ့အသင်းဖြစ်ပါတယ်။ချာမီမက်လန်နီယူကာဆယ်ဘက်ကသူတို့ရဲ့အကောင်းဆုံးကစားသမားဖြစ်တဲ့အီဆက်အတွက်ပေါင်သန်၁၀၀ကျော်ဈေးသတ်မှတ်ထားခြင်းကလက်တွန်းစရာဖြစ်နေပါတယ်။အဲဒီအတွက်အာဆနယ်ကအိုလီဝါကင်းစ် လီအန်ဒီလက်နဲ့ဘန်ဂျမင်ဆိုက်ကိုလိုလိုဈေးသက်သာတဲ့တခြားတိုက်စစ်မှုတွေစီကိုအာရုံပြောင်းထားပါရယ်။ဒါပေမဲ့အာဒီတာအတွက်နံပါတ်1ဦးစားပေးပြင်မဲ့ကတော့ Isaac ဖြစ်တယ်ဆိုတာလူတိုင်းသိကြပါရယ်။ Isaac ကတရားသည်ပြိုင်ပွဲစုံမှာနျူကာဆယ်အသင်းအတွက်26ကိုသွင်းယူပေးထားပြီးတော့ကာရဘောင်းဖလားရယူပေးထားကနောက်ရသည်ချန်ပီယံလိဝင်ခွင့်ရဖို့အတွက်လည်းနှီးစပ်နေပြီဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်။